and Construction Group ကတာဝန်ယူတည်ဆောက်ထားတဲ့မြမာမှုလက်ရာဆန်တဲ့အင်ဂျီစီကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရင်ကတော့36ပေ45ပေရှိပြီးတော့မြေကျယ်80-60ပေါ်မှာဆောက်လုပ်ထားတာပဲဖြစ်ပါတယ်။အေးဒီနေရာလေးရမ်းကြိုက်တယ်။တော်လှတယ်ဒီမှာကြည့်ဦးမန်နေကုန်ကြီးပဲ။တော်လေးမိုက်တယ်မီဆိုင်လေးတွေကလည်းတော်လှတယ်။ဒါချိုင်းနာကနေကတ်စတမ်မိုက်မာထားတာလို့ပြောတယ်။တော်တော်လေးမိုက်ဒီကနေပြီးတော့ခွင်းတောက်ရမယ်။ မက်ဖြစ်တယ်တော်တော်လေးကိုလာတယ်ဒါရွှေချောင်းနေလားမသိဘူးเนาะအစ်စ်တွေတုံးထားလားမသိဘူးအရင်မကူးကြင်ဆိုရာကူစီထဲမှာစိန်နေလို့ရခုလိုမျိုးအရန်မိုက်တဲ့အိမ်ကြီးအိမ်ကောင်းတွေကိုတိဆောက်ချင်တယ်ဆိုလို့ရှိရင်တော့ Pan Construction Group နဲ့အမြန်ဆုံးဆက်သွယ်လိုက်တော့เนาะလာပါ ီနေ့ကတော့ဖီရောက်ရှိနေတာကတော့ Pan Construction Group ကတာဝန်ယူတည်ဆောက်ထားတဲ့မြမာမှုလက်ရာဆန်တဲ့အင်ဂျီစီကို ရောက်ရှိနေရပဲဖြစ်ပါတယ်။ဒီအင်ကတော့36ပေ45ပေရှိပြီးတော့မြေကျယ်80 60ပေါ်မှာဆောက်လုပ်ထားတာပဲဖြစ်ပါတယ်။ကဲဖီနဲ့တူဟောင်းတိုးလေးလောက်ကြည့်လိုက်ရအောင်။ စဝင်ပြီဆိုတာနဲ့ဒီမှာကြီးမြမာမှုလက်ရာတိုင်လုံးကြီးတွေကြီးမားတဲ့တိုင်လုံးကြီးတွေနဲ့ဒီမှာကျွန်းတကားနဲ့လှုပ်ထားတာ တော်လေးကိုမိုက်တယ်တော်တော် classic channel လို့ပြောလို့ရတယ် ဆိုရနဲ့ခန်းထားတဲ့ငွေတက်ကိုပေါ့နော်ခံစားမိတယ်ပေါ့နော်တော်တော်လေးမိုက်တယ်မီးဆိုင်လေးတွေကလည်းတော်တော်လှတယ်ဒီဘက်ကလေးကြွေပြားတုံးထားတဲ့ဒီအနောက်ကနောက်ခံကြွေပြားနဲ့ဒီ wallet wallpaper တော်တော်လေးကိုဒါ match ဖြစ်တယ်လို့ပြောလိုက်ပြီးတော့တော်တော်ကြိုက်နေပြီဒီအိမ်ကိုတော်တော်လေးကိုလှတယ်ဒါရောင်နှုတ်လေးတွေတုံးပေးထားတာပေါ့နော်ဒီထိုင်ကုန်တွေကကျွန်းထိုင်ကုန်တွေနေမယ်နော်ဒါဈေးကြီးလောက်တယ် ရဲ့တက်တက်မှာသူတို့လောက်ထားတာသိလားဟိုကအလှဆင်ထားတာကြွေပြားနဲ့တော်တော်လေးမိုက်တယ်နော်ဒီမှာကြည့်အောင်ငါလေးတော်တော်လာတယ်อืมဒါတော်တော်ဈေးကြီးမဲ့ပုံပဲနော် pass construction ကအကိုတွေကိုမေးကြည့်တာဒါ China ကနေ customer မှာထားတာလို့ပြောတယ်တော်တော်လေးမိုက်တယ်ဒါတော်တော်လေးကိုကြိုက်တယ်ဘားကောင်နာကလည်းတော်တော်လေးလာတယ်လိုက်ပြမယ်နော်ဘားကောင်နာကိုလိုက်ပြမယ်ဒါအဖြစ်အကြိုက်ဆုံးနေရပါပဲ ညင့်နေဒီမှာထိုင်ပြီးတော့ရေကူးကန်လေးကိုငေးပြီးတော့ကြည်လဲဒါတော်တော်မိုက်တယ်ဒါရေကူးကန်ကိုလှမ်းမြင်ရတာတော်တော် vibe လေးကတော်တော်မိုက်တယ်ပြီးတော့ဒီတွေကနေပြီးတော့ဖွင့်တော့ရမယ်ဒီမှာအေးတငယ်ချင်းနဲ့ချူးမှာပဲဖြစ်ဖြစ်ဒါမိသားစုနဲ့ relax လုပ်တဲ့နေရာလေးဆိုလဲမမှောက်တော်လေးကိုမိုက်တယ် ို့ရှိရင်ဖီနဲ့သူ kitchen ကိုသွားကြည့်ရအောင်။ဟော kitchen ကြီးရအကျယ်ကြီးပဲ။ဒီ kitchen ကိုကြကြဲလေးယူထားတာဖီလို့ Asian မအတွက်ကတော့ဖီကတော့တော်တော်လေးကိုကြိုက်တယ်။ဒီမှန်နေနဲ့လှုပ်ထားတာဒါတုံတုံတိတ်မတွေ့ဘူး။တော်တော်လေးကိုလှရဲပြောလို့ရတယ်ဒီမှာမှန်ပေါင်လေးနဲ့ဒီမှာကြည့်အောင်လှုပ်ထားတာတော်တော်လေးကိုဒါဘိုးဆန်းတယ်။ တော်လေးကိုမိုက်တယ်ကျွေပြားနဲ့ match ဖြစ်နေတာပဲအမက်ရောင်လေးယူထားတာဒါဆိုလို့ရှိရင်ဒါအောက်ထပ်ကလည်းပြတာပြည့်စုံတလောက်ဖြစ်နေပြီဆိုတော့ဒီနဲ့တူအပေါ်ဓာတ်မှာဘာရှိလဲဆိုတော့တွားကြည့်ကြမယ်လေနော်တူတူလိုက်ကြည့်ကြပါအပေါ်တက်တဲ့လေကလည်းကက်ဖလစ်ကအကြီးပဲနော်ကျကျဦးဝင်းနဲ့တော်တော်လေးကိုကြီးကြီးစောက်ထားတာကြည့်ပါဦးကနှုတ်တွေကလည်းတော်လေးကိုလှိုက်အကြီးဟိုမှာကြီးကနှုတ်တွေလှုပ်ထားကဲဖီနဲ့တူအပေါ်သွားဆက်စုကြမှာလာလိုက်ခဲနော် ထမတက်ကိုစရောက်တာနဲ့အရန်တက်ပယ်တဲ့ဖရာစင်ကိုတွေ့ရတာပဲဖြစ်ပါတယ်အော်ဖျားစင်ကိုလည်းလှုပ်ထားတယ်ဒီမှာကြည့်ပါဦးရွှေဟိုဟာ match ဖြစ်တယ်တော်တော်လေးကိုလှတယ်ဒါရွှေချောင်းနေလားမသိဘူးနော်အစ်စ်တွေတုံးထားလားမသိဘူးဘန် construction ကအကိုရေရသိလားအော်ဒီမှာကြည့်ကျွန်းနဲ့ဒီမှာကြည့်ဒီဖျားစင်တွေကတော်တော်လေးကိုဒါတပ်ပယ်တယ်လို့ပြောလို့ရတယ်ဖျားစင်ကလည်းအော်ဒါ master bedroom ပဲဒါပထမတည်းရဲ့ဒါ master bedroom အခန်းပေါ့နော် ကြည်ကြဲလောလောရှိတယ်။ဟောဒီမှာလဲဟောအင်နာရီချိုးကန်းပါတယ်။အာဒါတော်တော်လေးကိုဒါကျဲတယ်လို့ပြောလို့ရတယ်။အော်ဒီဘက်မှာဒီမှာကြည့်အောင်အဝတ်လဲကမ်းပြီးတော့လေးလေးလှုပ်ပေးထားတယ်ကြည့်အောင်နေရာ space မပုတ်သွားဘူးတော်တော်လေးကိုဒါစနစ်ကျတယ်လို့ပြောလို့ရတယ်ဒီနေရာလေးမှာလည်းဒါအဝတ်လဲဒီမှာတခန်းလုံးမှာဒါအဝတ်လဲကမ်းနဲ့ပါနဲ့တစ်ဆက်သေးဆိုတော့တော်တော်လေးကိုအဆင်ပြေတယ် နောက်ထပ်မှာ Star Baron တခန်းပဲတော်လေးကိုကျဲတယ်เนาะတော်လေးကိုကျဲတယ်ပြောလို့ရတယ် furniture တွေရတယ်သူတို့ကမှားထားတယ်ပြောတယ်မရောက်သေးတာတဲ့ဟာဒီဘက်မှာကြည့်အောင်ဟောကျက်စရာလေးဒီမှာကြည့်အောင်ဝန်ဒါကိုအကွေးလေးလှုပ်ထားတာတော်တော်လေးကိုဘိုးဆန်တယ်အေးဒီနေရာလေးရမ်းကြိုက်တယ်မကြည့်အောင်တော်လှတယ်ဒီမှာကြည့်အောင်မန်နေကောင်ကြီးပဲအလားပြင်လို့တော်တော်ကောင်း မကြုံမီးက3မျိုးတောင်ရတယ်တော်လိုက်တာပဲဟာဒီဘက်မှာကြည့်哦ကျုံးတွေနဲ့ဝါထရော့ကိုလောက်ထားတာဟင်းဒါတော်တော်လေးကိုမိုက်တယ်ဝယ်လဲခန်းကနော်တခန်းထဲမှာ哦ဒီမှာအဝယ်လဲခန်း哦အိတ်ခန်း哦တော်တော်လေးကိုမိုက်တယ် classic channel လို့ပြောလို့ရတယ်ဖီကတော့အကြိုက်ဆုံးနေရာကိုပြောပါဆိုရင်တော့ဒီ master bedroom ခန်းကိုအကြိုက်ဆုံးမယ်ဟာဒီနေရာလေးကိုအရင်ကြိုက်တာပဲဖီတာဆိုရင်တော့ဒီမှာထတော့မှာမဟုတ်ဘူးအလားပြန်တာ2နာရီ3နာရီကြာတော့မှာဆို မကြည့်အောင်ရေချိုးကအိမ်တော်ကိုလည်းလှုပ်ထားတာဒီမှာကြည့်အောင်ချွေပြောင်းအောင်မှာနှစ်ယောင်ဆက်လေးသုံးထားတာချစ်စရာလေးဟောဒီမှာလဲဒီမှာလဲမှန်အကြီးပါတယ်ဟင်းငိုပဲ့များလာအောင်အော်ဒီမှာလဲအောင်ပြောင်းလို့ရတယ်တော့ထည့်ထားတာအိုးဒီမှာကြည့်အောင်ဂျာကူစီပါတယ်ဂျာကူစီဆိုလို့ရှိရင်အောက်မှာရေကူးကန်လည်းရှိရဲဒီမှာအောက်မှာရေကူးကန်မလုပ်ချင်ဘူးရေမကူးချင်ဘူးဆိုရင်ဂျာကူစီထဲမှာစိန်နေလို့ရတယ်အဲတနေ့ကောင်စိန်နေမှာဖြစ်တာဆိုလို့ရှိရင်ကြည့်ဘက်တော့မိုက် ်ငါကြည့်ရောဒီမှာလေလေကားနှင်းပြားတွေကိုကျွန်းသားနဲ့တပြားတည်းတုံးထားတော်တော်လေးကိုတက်တော့တတရှိတယ်တက်ရတာလဲပန်ကွန်စထရက်ရှင်အကိုတွေတော်တော်တော်တယ်လို့ပြောလို့ရတယ်မိုက်လိုက်တာမီးဆိုင်ကိုလည်းကြည့်ပါဦးငါမကြည့်ရောချီးပဲအောက်ထီတော့မြင်ရတယ်ငါမကြည့်ရောဟိုးအောက်ထီမြင်ရတာတော်တော်လေးကိုလာရတော့ခန်းနာလိုက်တာ ါကလေး baby ခန်းထင်တယ်ဒီဒီကလေဟောဒါလေးလည်းတော်တော်လှရဲဒီမှာကြည့်အောင်မီးဆိုင်လေးတွေနဲ့တော်တော်လေးကိုဟိုဒါအရန်မကျဲပြီမဲ့လဲ master bedroom ထဲမှာတော့ဒါအသေးသေးတက်တက်နဲ့လှလှပပလေးလှုပ်ထားတာကိုတွေ့ရှိရတယ်အမဲရောင်ကြိုက်တယ်ဘီကအမဲရောင်အရန်ကြိုက်တော့ဒီကြွေပြားတော်တော်လှရဲဒီမှာဘေးစင်လေးလည်းတော်တော်လှရဲဟောဒီမှာလည်းဘတ်တက်ပါတယ်ဒီမှာလည်းဘတ်တက်တစ်ခုဟိုတေချာလေးကိုစောက်ထားတာပဲ ဘလတ်နဲ့လိုက်အောင်လို့ဒီမှာကြည့်ရောအလှဆင်မိထားရွှေလေးတွေကုတ်ပြီးတော့တော်တော်လေးလှတယ်နော်ဖီကတော့အာဒီရေချိုးခန်းထဲမှာဆိုရင်တော့ဒီရောင်ဒီခန်းကိုအကြိုက်ဆုံးပဲဒီခန်းကဘလတ်သုံးထားတာလေးကိုတော်တော်သဘောကျတယ်ကတတိယထက်ရဲ့ master bedroom နောက်တစ်ခန်းပေါ့နော်ဒီခန်းကလည်းကြည်ကြဲလောလောရှိတယ်ကျဲတယ်ဒီဘက်မှာလည်းအဝတ်လဲခန်းရှိတယ်ချက်ကြည့်အောင်နော် ဟောဒါကလေခုနကပုံစံလေးတမီလေးခန်းဆိုတော့ခုနကပုံစံလေးအတိုင်းပဲစောက်ပေးထားတာဒီချိုးခန်းကိုကြာတော့ဒီတစ်ခါအဖြူလေးသုံးပေးထားတယ်ဒီမှာ match ဖြစ်နေရောဒီမှာလည်းမှန်ပါပြန်ပြီမှန်တွေ့မနေနိုင်ဘူးမကြည့်လှလားလင်းနေလား ာလဲတတိယထက်မှာအဲကန်းနောက်တစ်ခုပါတာပဲတော်တော်လေးလဲကြဲကြဲလောရှိရယ်အိုးဒီမှာတတိယထက်ရဲ့ဒါဝရန်တာနောက်တစ်ခုဝရန်တာနောက်တစ်ခုပေါ့နော်ဟိုဒီမှာလဲကြည့်အောင်ဒီမှာအမိုးလေးလောက်ပေးထားတယ်ဒီမှာတေတေချာချာလေးပြင်ထားရလဲတွေ့ရတယ်ကျေးပဲဒါအေးစေးနားယူလို့ရတယ် chill လုပ်လို့ရတယ်တငယ်ချင်းတွေနဲ့တခါတလေကြလို့ရှိရင်ဒီမှာ chill လုပ်ခြင်းလဲဒါအနားယူလို့ရတယ်စလိုက်တာ ါကတော့ Pan Construction Group ကနေပြီးတော့တာဝန်ယူဆောက်လုပ်ပေးထားတဲ့အရန်ကိုကြီးကျယ်ခံထားတဲ့အင်ကြီးပဲဖြစ်ပါတယ်။ဒီလိုမျိုးအရန်မိုက်တဲ့အင်ကြီးတွေကိုဖိနေတူတူပြီးလိုက်ကြည့်ရလို့လူကြီးမင်းတို့လည်းချိန်မှတ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ခုလိုမျိုးအရန်မိုက်တဲ့အင်ကြီးအင်ကောင်းတွေကိုတိဆောက်ချင်တယ်ဆိုလို့ရှိရင်တော့ Pan Construction Group နဲ့အမြန်ဆုံးဆက်သွယ်လိုက်တော့နော်။တတ်တာ